chapter 2ရဲ့စကုပ်အကြောင်းအာ lesson 1ပေါ့နော်ဒီ wave form အကြောင်းကျွန်တော်အရင်ပြောချင်ပါတယ် okay ဒီ wave form အကြောင်းမပြောခင်ကျွန်တော်တို့စကုပ်တွေကိုကျွန်တော်ဘယ်လိုတေချာပြင်ဆင်ရမလဲပေါ့နော်စကုပ်တွေကိုကျွန်တော်တို့တေချာပြင်ဆင်ခြင်းကျွန်တော်တို့ရဲ့အာစကုပ်တွေကိုကျွန်တော်တို့ဒီမှာ ကျွန်တော်တို့ဒီ screen ကိုကျွန်တော်တို့ကြည့်လို့ရတာဗောနော်ဒီအပေါ်ဆုံးကမြောင်းကိုကျွန်တော်တို့ the waveform waveform scale style ဆိုတာရှိတဲ့အဲ့ဒါကိုကျွန်တော်တို့ဒီဟာကျွန်တော်ကျွန်တော် waveform ပြအောင်ဗောနော်ဒါကျွန်တော်တို့ရဲ့အပေါ်ဆုံးမြောင်းကို waveform style မှာဆိုရင်ဒီအာဒီဟာလေးကိုကျွန်တော်တို့အမှန်ချစ်ထားပဲပါခြားခြားအရာဆို number number မှားမှာဆိုလို့ဗောနော်ဒီဟာလေးကိုကျွန်တော်တို့အမှန်ချစ်ထားကျွန်တော် number က0 to အာ0 to ဘယ်လို100ဗောနော်2ဒီဟာကနေ နာဘလစီရိုလူတွေဒါကကျွန်တော်တို့အခြားမော်လီတာနဲ့ကြည်ကြည်နေရင်ကြည်နေရင်လည်းတန်ဘတ်ချင်းတူတာပေါ့နော်နောက်တစ်ခုကကျွန်တော် display color display color fine focus ကိုကျွန်တော်မှန်ချက်ချစ်ထားပေါ့နော်အာပြီးတော့ကျွန်တော်တို့ရဲ့အာ low pass filter ကျွန်တော်ချစ်တာပါအဲ့ဒါမှသူကအတိအကျတူကျွန်တော်တို့ wave form ကို wave form ရဲ့အတိအကျသူပြမှာပေါ့နော် wave form ရဲ့ graphic ကိုပြီးတော့ wave form ဘေးနားမှာရှိတဲ့အစ36ကိုကျွန်တော်တို့ RGB ကိုမလိုချင်ဘူးကွာ1ဆိုတော့ luminance ဒါ luminous red လို့ခြင်းတယ်ပြီးတော့ကျွန်တော်တို့ color color ကိုကျွန်တော်ဖြောက်လိုက်မယ်ဒါသူ့ရဲ့ luminous ပြီးတော့ waveform ရဲ့ brightness ကိုကျွန်တော်တင်လိုက်မယ်ခွာ waveform brightness ကျွန်တော်ကြီးကြီးကြီးအတားဆုံးဒါဆိုရင်ကျွန်တော်တို့ရဲ့ဒါဒီဥပမာဆိုရင်ဒါကဒီ waveform ကအဲ့လိုမျိုးတေချာပြင်တာပါပြီးတော့ဒီကျွန်တဲ့ဟာက default အနေနဲ့ထားလို့ရပါတယ်ဒီ waveform ကိုအဲ့လိုပြင်ထားပါ okay အာကျွန်တော်တို့ပြန်ပြီးတော့ပြန် save မယ်နော်ဒါပြန် save ရင်ဒါဆိုရင်ကြီးကြီးလိုက်ပါ ဒါဆိုရင်ကျွန်တော်တို့ရဲ့အမှန်ကျွန်တော်ကျွန်တော်တို့ပါလဲဟိုဟာကျွန်တော်တို့ပြီမှာ highlight ဆိုဒီဒီမြင်းအပေါ်ကမြင်းတစ်ချောင်းဆိုဒီက highlight တယ်ပေါ့နော်ဒါအမြင့်ဆုံး highlight တွေပါဒါက skin tone တွေပါဒါက shadow တွေပါဒီမှာ shadow တွေပါဒါလေးကိုကျွန်တော်တို့ကြည့်ပြီးတော့ wave form wave form wave form ရဲ့ aluminum ဆိုကျွန်တော်တို့ကြည့်လို့ရတာပေါ့နော်ဒီကျွန်တော်တို့ wave ကျွန်တော် wave form ရဲ့အတားချက်သူကျွန်တော်တို့ဒီကကြည့်ဒီမှာ ကြည်မလှုပ်ရှားတဲ့အမှန်တမျှကို wifi ကသူကလှုပ်လှုပ်ရှားပေးတာပေါ့နော်တို့တို့ဒါလေးကိုကျွန်တော်တို့ကြည်လို့ရတာပေါ့နော်ဒီကျွန်တော်တို့ကြည်နေရင်းနဲ့ဒါဟိုးထိတ်ဆောင်ကဟာဆိုရင်ဒါကကျွန်တော်တို့ရဲ့အလင်းဆုံးနေရပေါ့နော်ကျွန်တော် highlight ပေါ့100မှာတရားမှာဆိုရင်တရားမှာ highlight ဒါအမြင့်ဆုံးနေရဒီမှာအမဲမှာဆိုရင်ကျွန်တော်အမှောင်ဆုံးနေရဒီဟာလေးက black အပေါ်ဒီအပေါ်ဆောင်ကဟာဆို white အလင်းဆုံးနေရ အာပြီးတော့အမှောင်ဆုံးနေရာလို့ကျွန်တော်တို့တတ်မှတ်လို့ရတာပေါ့နော်ကြားမှာကျွန်တော်တို့မစ်တုံးနေပါတယ်မစ်တုံးလို့ကျွန်တော်တို့တတ်မှတ်လို့ရတာပေါ့နော်ဒီအလင်းဆုံးနေအမှောင်ဆုံးနေရာပေါ့နော်ဒီအားလေးကိုကျွန်တော်တို့မှာဒီကျွန်တော်တို့ဂိမ်းကိုကျွန်တော်တို့တင်လိုက်ရင်ဒီအကုန်လုံးဒီတင်ကိုဂိမ်းကိုတင်လိုက်ရင်ပေါ်လာလို့တင်သွားတယ်လည်းဒါဂိမ်းအလုံးလုံးပေါ်တော့ကြည့်ဂိမ်းကိုတင်ရင်ကျွန်တော်တို့ share ရောပါတက်သွားတာပေါ့နော်အဲ့လိုမျိုးပြီးတော့ကျွန်တော်တို့ဂိမ်းမကမ်းမှာကိုတင် share ရောပါတက်သွားတာပေါ့နော်ကျွန်တော်ဂိမ်းကိုတင်ရင်ကြည့်ဒါ highlight နဲ့တဖြည်းဖြည်းကျွန်တော်လောလောပုံကြည့်နေเนาะကြာ game ကိုကျွန်တော်တို့အရင်တင်ရင် highlight ဘယ်သူတက်အောင် highlight ဖြည်းဖြည်းချင်းနဲ့ shadow ဘာတက်ဘာမေးတော့မထေးဘာရှေ့ဖြည်း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 ကြည့်နေကြာအာအဲ့လိုမျိုး game ကဒါ game ရဲ့အလောလောပုံเนาะဒါလေးကိုကျွန်တော်ကဒါကဒီက color primary color ကိုကျွန်တော်ပြနေတာမဟုတ်ပါဘူးဒီကသူ့ရဲ့အလောလောပုံကျွန်တော်ပြတာပါဒါကအမြင့်ဆုံးဟာကိုကျွန်တော်တို့ပြီးတော့ကမ္မာကမ္မာလောလောပုံက မတောင်းကနေတူတက်ဝအဖြစ်ဖြစ်တူတက်ဝမယ် share လို့ share လို့ကျွန်တော်တို့ share လို့ရှင် share လို့တောင်းလျှောက်တူ share share လို့ဆိုအဲ့လိုလင်ဝမယ်ကျွန်တော် share လို့ချရင်ဒီမှာတစ်ဆက်တစ်ခုတစ်ခုစစ်စီချတာတစ်ဆက်ချင်းစီချပါတော့ဗောနအာတစ်ဆက်ချင်းစီချပါတော့အာ okay ကျတဲ့စင်းတူချပါတယ်တစင်းချင်းတူချပါတယ် okay ဒါလေးက wave form ရဲ့အလုံးလုံးပုံနေပေါ့နော် wave form ကအာကျွန်တော်တို့ရဲ့အာဒီအာ အလင်းအမှောင်တွေကိုတေချာလေးကျွန်တော်တို့ချိန်ပေးတဲ့နေရာတစ်ခုပေါ့နော်ဒါလေးကိုကျွန်တော်တို့ရဲ့အာကျောင်းကျင်ကြီးကျောင်းကျင်တွေလို့လောက်ပါများရင်ကျွန်တော် wave form ကိုတေချာကြည့်တက်လာပါပေါ့နော်ဒါလေးကကျွန်တော်အာဒီဟာလေးကိုကြည့်ပြီးတော့ wave form ကဘလို့အလောလောလဲဆိုတော့ brother တို့ sister တို့လည်းတီးနာဖြစ်ပါတယ်โอเคအာဒီနေ့ wave form အကြောင်းပြောတာဒီနေ့ကဒီလောက်ပါပဲအာ ကျွန်တော်ရဲ့ basic goals color color grading basic goal ကိုနေတိုင်းကြည့်ခြင်းကြော YouTube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပေးကြပါ okay ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲကံကောင်းခြင်းမြတ်စွာနဲ့ပတ်ဆက်ကြပါစေ bye bye